မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ စကိုင်းတိုင်းပလင်းမြို့နယ်အတွင်းမှာစစ်တပ်တိုင်းလျင်တစည်းကိုပစ်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလင်းမြို့နယ်ကန်တောင်ရဲစခန်းသိမ်းတိုက်ပွဲအတွင်းပုံလာကျဲတဲ့အကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစည်းကိုပစ်ချနိုင်ခဲ့ကြောင်းပြည်သူ့လူမျိုးရေးတပ်မတော် PL မှတာဝန်ရှိသူတောက်ကပြောပါရင်းစွန်လဆိုင်ရဲ့နေ့လယ်12:55မိနစ်ခန့်မှာပလင်းမြို့နယ်ကန်တောင်ရဲစခန်းသိမ်းတိုက်ပွဲကိုပုံလာကျဲတဲ့အကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစည်းကိုပြည်သူ့လူမျိုးရေးတပ်မတော် PL ကပစ်ချနိုင်ခဲ့တာဖြစ်ကြောင်းသိရပါရင်း PL ကနေပြီးတော့ဒီကနေ့နေ့လယ်12:55မိနစ်မှာ ရန်သူဂျက်ဖိုင်တာတစ်စီးကိုပလင်းမြုံနဲ့ကန်တောင်ရေစခန်းသိမ်းတပ်ပွဲမှာပြစ်ချလိုက်တဲ့ရန်သူဂျက်ဖိုင်တာတစ်စီးပြတ်ကျသွားတဲ့အလားဟုတ်ပါတယ်မှန်ကန်ပါတယ်နောက်ဆက်တွဲသတင်းကိုပြန်လည်ထုတ်ပြန်သွားပါမယ်လို့ပြည်သူလူမျိုးရေးတံတမတော် PNL မှာတာဝန်ရှိသူတအုပ်ကပြောပါတယ် အဆိုပါဂျက်ဖိုင်တာကပလဲမြို့နယ်စပစိရွာပေါ်ကိုပြတ်ကျသွားတယ်လို့ Union Liberation Front တပ်ဖွဲ့မှတာဝန်ရှိသူတောက်ကပြောပါရင်းလေကြောင်းတရင်ချက်လက်တချို့ရပြစ်ချခံရတဲ့တိုင်လင်းကမော်ဘီလီတက်စခန်းမှဖြစ်ကြောင်းသိရှိထားရတော့လဲတရင်ဌာနအနေနဲ့ဆက်လက်အတည်ပြုနိုင်ဖို့ဆောင်ဆန်းနေစေဖြစ်ပါတယ်။နောက်ထပ်တပုံအနေနဲ့ရန်ကုန်မော်ဘီလီတက်စခန်းဌာနချုပ်ကိုအတည်ခံ drone နဲ့တိုက်ခိုက်မှုပုံမိုးဝီကြောပါဝင်နှုတ်တင်ဆောင်ပြီးအများပြားတန်ရာရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမော်ဘီမြို့ရှိလီတက်စခန်းဌာနချုပ်ကိုအတည်ခံ drone နဲ့တိုက်ခိုက် ခင်ရာစစ်ဘူဝီမူမိုးဝီကျော်အပါဝင်နှုတ်တည်ဆောင်ခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်မတော် SRD ရဲ့တပ်ဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါရင်စွန်လာ9ရက်နေ့ည9နာရီခန့်ချိန်မော်ပြည်မြို့ခြေဆိုင်အကြံဖက်စကောင်စီရဲ့လေးတပ်စကန်ဌာနချုပ်ကိုအိုးထိန်တွင်းရွာစစ်စင်ရေးဖြင့်ဂျမ်းမာကျော်ဖြတ်နိုင်ခဲ့တဲ့အစင်းမြေတေကန်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာလေးတပ်စကန်ကင်းစင်ကိုထိမှန်ပါခွဲခဲ့ပြီးစစ်ဘူမိုးဝီကျော်နဲ့စစ်ကောင်စီတပ်သားဖြိုးကိုကိုလိုတည်ဆောင်ခဲ့ကြောင်းသိရပါတယ် ကျမကြော်တဲ့ suicide drone နဲ့ပုံချဲတိုက်ခိုက်ခဲ့တာပါ mobile တက်ရဲ့ကင်းစကန်ကိုထိချက်ကောင်းကောင်းထိမှန်ပေါက်ကွဲခဲ့ပါတယ်လေချောင်းရေဘက်ကစစ်သားဖြုတ်ကိုကိုတည်တဲ့ပုံမိုးဝီကြော်လဲတည်တဲ့အတီးပြုလို့ရပြီးတက်သားဖြုတ်ကိုကိုက958ရခိုင်ရှိတဲ့စစ်မြေပြင်ကနေပြောင်းရွှေ့ခံလိုက်ရတယ်လို့သိရပါတယ်နောက်ပြီးတော့စာခမီသားစု6ဦးလဲတည်တဲ့တိမတိတော့မတည်ရသေးဘူးထိတာတွေကအတွင်းလူတွေကြီးပဲပြည်သူတွေမပါဘူးလို့ပြည်သူ့ကာကွယ်တပ်မတော် SRDF တပ်ဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ် ီတမတော် Civilian Military SRDF နဲ့ရွှေဘိုကရိုင်အမတ်55တရင်တို့ပူးပေါင်းကာအိုဒန်ရင်ရွာစစ်စင်ရေးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိအောင်မြင်စွာဆက်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ အခုတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီလော်ဘီသတင်းဌာနတွေကပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဝါရဖြန့်ချိနေကြောင်းတိုက်ခိုက်ခဲ့တဲ့ရဲဘော်များအနေနဲ့စစ်စင်မှတ်တမ်းတွေကိုတင်ကြားစွာလုံဆောင်ခဲ့တာဖြစ်ပြီးပြည်သူတအုပ်တယောက်မှထိခိုက်ဒဏ်ရာရရှိခြင်းမရှိတာကိုအတည်ပြုနိုင်ကြောင်းအသိပေးထားပါတယ်။နောက်ထပ်အိုးရိန်တွင်အတွက်လက်တုံပြန်စစ်စင်ရေးတွေဖော်ဆောင်သွားမှာဖြစ်ပါတယ်။မကြာတော့တဲ့ကာလမှာတပြည်လုံးလူမျိုးရေးအတွက်တိုက်ပွဲဖော်ဆောင်ကြတော့မှာဖြစ်တဲ့အတွက်မိဘပြည်သူတွေအနေနဲ့အားတင်းထားပါလို့ပြောချင်တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် SRDF ဖွဲ့မှတာဝန်ရှိသူကပြောပါ ါရဲမေလာစနေရနေ့စကိုင်းတိုင်းတပင်းရင်းမြို့နယ်အိုးထိန်တွင်ရွာစတင်ကြောင်းကိုအစံဖတ်စကောင်းစင်ကလေကြောင်းနှင့်ပုံချင်းတိုက်ခိုက်ရာကလင်းငယ်များဆရာမများအပါအဝင်24ဦးသေဆုံးပြီးတရားကြောတရားရရှိခဲ့တယ်လို့သိရပါရယ်နောက်ထပ် တပုံးအနေနဲ့တိုက်ပွဲပြင်းထန်နေတဲ့ကြောင်းဖြူမှာအတူစီဝိုင်းဆောင်ကိုဆက်လုပ်မယ်လို့စကောင်းစင်ပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်အရခတ်တတော်အေးနဲ့တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်ကြောင်းဖြူမြို့မှာကြောင်းဖြူထူစီဝိုင်းဆောင်ရဲ့စိတ်ပိုင်းတစ်ခုဖြစ်တဲ့ကြောင်းဖြူရင်းနဲ့စင်ကရန်စမန်ကင်းကို ကျောင်းပြူရေနက်စိတ်ကန်းစီမံကိန်းကိုဆက်လုပ်သွားမယ်လို့စစ်ကောင်စီကပြောပါရင်းစွန်လာကိုရည်နီကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့မြန်မာထူစီဝိုင်းစုံဆိုင်ရာပို့လုပ်ငန်းဖွင့်ရေး2025 2026ပန္နာနှစ်ပထမအကြိမ်စီဝေးမှာစစ်ကောင်စီကအဲ့ဒီလိုပြောဆိုလိုက်တာပါမြန်မာထူစီဝိုင်းစုံဆိုင်ရာပို့လုပ်ငန်းဖွင့်ဥက္ကဋ္ဌရင်းနှီးမြုံနယ်မှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စောကပြောကြားခဲ့တာဖြစ်ပါတယ်ကျောင်းပြူထူစီဝိုင်းစုံရဲ့ကျောင်းပြူရေနက်စိတ်ကန်းစီမံကိန်းအတွက်ဥပဒေနည်းဥပဒေလုံထုံးလုံနည်းများနဲ့ညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လုံ င်ငန်းဖွဲ့အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စောကထည့်သွင်းပြောကြားခဲ့ပါတယ်။ဒါအပြင်ဒီလဝါဒူစီဝိုင်းဆောင်မှာပြည်ပပို့ကုန်တုံးမြင့်တင်ပို့နိုင်ရင်ဆောင်ရွက်ရန်လိုကြောင်းနဲ့ပြည်ပပို့ကုန်မြင့်တင်ဆောင်ရွက်ခြင်းဖြင့်နိုင်ငံရေးကုန်သွယ်ရေးလုံခြုံရေးမှုကိုနည်းနိုင်သမျှနဲ့အောင်ဆောင်ရွက်ကြမယ်လို့ဒေါက်တာကန်စောကပြောကြားခဲ့ပါတယ်။ မြန်မာဒူစီဝိုင်းစုံဆိုင်ရာဗဟုလုပ်ငန်းဖွင့်ဒုတိယဦးကထပြည်အောင်စုဝင်ကြီးဦးထွန်းအောင်ကလည်းကြောက်ဖြူဒူစီဝိုင်းစုံစီမံကိန်းနဲ့တဝဲဒူစီဝိုင်းစုံစီမံကိန်းများအောင်မြင်စွာအကောင့်ထည့်ပေါ်ဆောင်ရွက်နိုင်ဖို့အတွက်သက်ဆိုင်ရာဝင်ကြီးဌာနများကပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောဆိုပါရင်ကြောက်ဖြူရှိစစ်ကောင်စီတရင်များနဲ့တညဝရီကြီးတမထပ်ဖြန့်ထားတဲ့စစ်ကြောင်းများကာကင်းစခန်းများနဲ့အခြေဆိုင်စစ်ကမ်းများနဲ့အရက်ခတ်တက်တော်ရေတို့ကကြောက်ဖြူမျိုးနီးမှာတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါရင်ကြောက်ဖြူမျိုးနဲ့လက်ကမောင်းမင်းတက်တောင်းနန်းဖဲတောင်းစက်မှုလက်မှုတင်တဲ့ကြောင်းတိပုတ်တောင်းကြီးရွာတော်ဝိုင်း ရေးတပ်ဌာနချုပ်အနီတဝိုင်းနဲ့အမှတ်30နှစ်ရဲတပ်ရင်အနီတို့မှာစစ်ကောင်စီကတပ်ဖြန့်ထားတာပေါ့အဲ့ဒီတဲ့ကလိမ့်မော်ကာကင်းစကန်မင်းတပ်တော်စကန်နဲ့နန်းဖဲတောင်ကာကင်းစကန်တို့ကိုအရခတပ်တော်ရင်ကသိမ်းပိုင်ထားကြောင်းလည်းမြေပြင်သတင်းရင်းမြစ်တွေကသိရပါတယ်မေလ29ရက်နေ့ကဖြစ်ပွားခဲ့တဲ့နန်းဖဲတောင်တိုက်ပွဲတွင်မှစစ်ကောင်စီရဲ့တပ်မ7ချီမြတ်တရင်ဌာနချုပ်မှာပုံမှုချုပ်ကြောင့်မျိုးအောင်ပါဝင် နောက်ထပ်အရာရှိနဲ့တပ်မိသားစုစုစုပေါင်းက တပ်သားစုစုပေါင်း9ဦးက AES sniper ပစ်ခတ်မှုကြောင့်တင်ဆောင်သွားတယ်လို့သိရပါတယ်။မေလ30ရက်နေ့ကဖြစ်ပွားခဲ့တဲ့မြင်းတပ်တောင်ချင်းရွာနီတိုက်ပွဲမှာလည်းစစ်ကောင်စီရဲ့တိုင်းစင်ဦးစီးမှုပထမတန်းဒုတိယဗိုလ်မှူးကြီးပါဝင်စစ်တုံးမှ15ဦးကို AE ကအရှင်ဖမ်းဆီးရရှိခဲ့ပါတယ်။ကြောက်ဖြူတိုက်ပွဲတွင် AE ရဲ့ထိုးစစ်များကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကြောင်းများကစင်ကလျားထွက်ပြေးနေကြောင်းလည်းသိရပြီးအာရကတပ်တော် AE ကလိုက်လံရှင်လင်းတိုက်ခိုက်နေတယ်လို့သိရပါတယ်။ AE ရဲ့ကြောက်ဖြူမျိုးတိုင်းတိုက်ပွဲကြီးမှာ ဒီကနေ့မနက်ဖြန်ဆိုသလိုအချိန်မြင့်ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေမှာအာနာသိန်းစစ်ကောင်စီကကြောက်ဖြူမျိုးရှိစီမံကိန်းများကိုဆက်လက်အကောင့်ထည့်ဖော်မယ်လို့ပြောဆိုနေခြင်းကလက်တွေ့မကျလို့လည်းတုံ့သက်သူတွေကပြောဆိုပါရယ်မြန်မာထူစီဝိုင်းစုံဆိုင်ရာဗဟုလုပ်ငန်းအဖွဲ့အစည်းအဝေးကိုမြန်မာထူစီဝိုင်းစုံဆိုင်ရာဗဟုလုပ်ငန်းအဖွဲ့အဖွဲ့ဝင်ဒုတိယဝန်ကြီးများတိလဝါကြောက်ဖြူနဲ့တဝဲထူစီဝိုင်းစုံတို့မှစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများအမြင့်နဲ့အတွင်းဝင်များညွှန်ကြားမှုချုပ်များနဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ပါရယ် နောက်ထပ်တစ်ပုဒ်အနေနဲ့ရခိုင်ပါတီတင် NRP ကိုစစ်ကောင်စီကပါတီတီထောင်ခွင့်ပြုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကနိုင်ငံပါတီတစ်တခုဖြစ်တဲ့ရခိုင်တိုင်းရင်းသားများပါတီ RNB ကိုပါတီတင်တီထောင်ခွင့်ပြုလိုက်ပြီလို့အာဏာသိမ်းစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကအစွန်လ9ရက်နေ့မှာထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့လအတွင်းနိုင်ငံရေးပါတီတင်တီထောင်ခွင့်လျှောက်ထားတဲ့ပါတီ28ခုရှိတဲ့အနက် RNB ပါတီကိုဥပဒေများနဲ့ညီညွတ်ကြောင်းစီစစ်တွေ့ရှိရတဲ့အတွက် နိုင်ငံရေးပါတီတီထောင်ခွင့်လျှောက်ထားချက်ကိုခွင့်ပြုလိုက်တယ်လို့ကြေညာပါတယ်။ရခိုင်တိုင်းရင်းသားများပါတီ RNP ကို AP လရှင်ရည်နေမှာနိုင်ငံရေးပါတီတီထောင်ခွင့်လျှောက်ထားခဲ့ပြီးရနောက်နှစ်လအကြာမှာစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကခွင့်ပြုပေးထားပါတယ်။ရခိုင်တိုင်းရင်းသားများပါတီအနေနဲ့ခွင့်ပြုချက်ရရှိတဲ့နေ့ကစပြီးရပ်ပေါင်း30အတွင်းနိုင်ငံရေးပါတီများမှမတ်ပုံတင်ခြင်းဤဥပဒေ9နဲ့အညီကော်မရှင်ကိုနိုင်ငံရေးပါတီဖြင့်မတ်ပုံတင်ပေးရန်လျှောက်ထားမယ်လို့ဆိုပါတယ်။သတင်းဌာနရဲ့စုံစမ်းချက်အရအခုအသေးပေါ်ပေါက်လာတဲ့ရခိုင်တိုင်းရင်းသားများပါတီ RNP မှာရခိုင်မျိုး သားပါတီ ANP ကပါတီတွေကလွတ်တော်ကိုယ်စားလှယ်များနဲ့ခေါင်းဆောင်ချုပ်ပါဝင်တယ်လို့သိရပါတယ်။အခုအသေးပေါ်ပေါက်လာတဲ့ရခိုင်တိုင်းရင်းသားများပါတီ RMP ကိုဦးဆောင်တည်ထောင်သူကကြောက်ဖြူမျိုးကပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းဥပရှင်ဖြစ်ကြောင်းသိရပါတယ်။ဥပရှင်နဲ့နီးစပ်တဲ့ကြောက်ဖြူမျိုးကနိုင်ငံရေးသမားတွေနဲ့ရခိုင်နိုင်ငံတက်ကြွလှုပ်ရှားသူတွေကအတည်ပြုထားပြီးဥပရှင်ကတော့ပြောစရာစကားမရှိသေးဘူးလို့ဆိုပါတယ်။ မူပါရှင်ကရခိုင်ကရခိုင်မျိုးသားပါတီ ANP ထဲမှာမူဝါဒရင်းရဦးဆောင်ဖွဲ့တအုံးလေးဖြစ်တယ်လို့ကြားပြူမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းတအုံးလေးဖြစ်ပါတယ်။ဥပါရှင်ဦးဆောင်တယ်လို့ဆိုတဲ့ရခိုင်တိုင်းရင်းသားများပါတီ RMP ထဲမှာကြားပြူမျိုးကစီးပွားရေးလုပ်ငန်းရှင်ချင်းအချို့နဲ့ရန်ကုန်ရောက်ရခိုင်စီးပွားရေးသမားများရခိုင်အရက်ဖက်အဖွဲ့အစည်းတချို့မှတက်ကြွလှုပ်ရှားသူများပါဝင်ကြောင်းသိရပါတယ်။ ။သတင်းဌာနကအတည်ပြုနိုင်တဲ့ RMB ထဲမှာပါဝင်တဲ့ကြာဖြူမျိုးကစီးပွားရေးလုပ်ငန်းရှင်တွေမှာဘာယန်နတီဟိုတယ်၊ဟိုတယ်ဘာယန်နတီပိုင်ရှင်ဦးငင်းချမ်းမောင်ပါဝင်ကြောင်းနဲ့ဦးငင်းချမ်းမောင်ကဥပရှင်ရဲ့သက်မှတ်ဖြစ်ကြောင်းသိရပါရယ်။ရခိုင်တိုင်းရင်းသားများပါတီ RMB အနေနဲ့ဥပဒေကြောင်းရမှတ်ပုံတင်ခွင့်ပြုချက်ရနိုင်ခြင်းနဲ့ပါကြောင်းရခိုင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတောက်ကပြောပါရယ်။ဥပဒေကြောင်းရဆိုရင်လည်းမှတ်ပုံတင်မရနိုင်ဘူး။ဥပဒေကတင်းကျပ်တဲ့မြို့နယ်တွေပြည်နယ်တွေမှာရုံးတွေဖွင့်လျက်ရမယ်။ပတ်စံကအဆင်ပြေပေမဲ့ပါတီဝင်တထောင်ရှိရမယ်ဆိုတာကလည်းမဖြစ် ြစ်နိုင်မှုတင်တဲ့စကောက်စီထိန်းချုပ်ထားနိုင်တာကရခိုင်မှာ၃မျိုးပဲကျန်တော့တယ်။ဒါပေမဲ့ပြောလို့တော့မရဘူးရခိုင်မှာကဒေါက်တာအေးမပါတီတစ်ခုရှိနေတော့နောက်ထပ်ပါတီတစ်ခုလက်ခံဖို့ဆိုတာကစကောက်စီအနေနဲ့နည်းနည်းခက်ခဲမယ်ထင်တယ်လို့ပြောပါတယ်။ဒီမိုကရေစီကိုအစပြုခဲ့တဲ့2010 2015ငွေကြေးကပွဲနဲ့ခေတ်ကာလမှာတောင်ပါတီနိုင်ငံရေးတွေကပြည်သူလူထုတက်မြီးသည့်အကျိုးမှမပြုနိုင်ခဲ့ကြောင်းနဲ့အခုအာဏာသိမ်းထားတဲ့စကောက်စီလက်ထက်မှာဆိုရင်လည်းကိုအကျိုးစီးပွားကလွဲပြီးပြည်သူလူထုအတွက်အကျိုးမရှိနိုင်ကြောင်းအဆိုပါရခိုင်နိုင်ငံရေးတက်ကြွလှှရှားသူတွေကသုံးသပ်ပါတယ်။ရခိုင်က Bengali, RN, DP ALD now ANP ဖြစ်လာတဲ့လွတ်တော်ထဲမှာလည်းအမတ်အများစုကိုအနိုင်ရခဲ့တယ်။ဒါမဲ့ဘာမှလုတ်ပိုင်ခွင့်မရရှိခဲ့ဘူးလွတ်တော်ဥက္ကဋ္ဌနေရာလောက်မရနိုင်နဲ့လုတ်ပိုင်ခွင့်အာဏာမရှိတဲ့ဒီမိုကရေစီခေတ်မှာတောင်ဖြီသူလူထုတခဲနဲ့ထောက်ခံခဲ့တဲ့နိုင်ငံပါတီတော်မှလုတ်ပိုင်ခွင့်မရခဲ့ဘူးအမတ်တချို့ဆိုရင်လည်းစောင်းလုံရေးလုပ်ငန်းကလွဲပြီးဘာမှလုတ်ပိုင်ခွင့်မရှိဘူးပြောချင်တာကဒီကာလမှာရခိုင်တိုင်းသားတရလုံးတွက်ဘာအလုပ်ကြီးပြုနိုင်မလဲပေါ့နိုင်ငံရေးလုတ်တင်ဆိုတာကရက်တီချက်လို့တယ်ဒီကာလမှာရခိုင်ပြည်သူတွေအတွက်အလုပ်ကြီးဖြစ်ရလားဆိုတာလေးလာတောင်းတဖို့လိုပါတယ်လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိရ ဲ့ဆိုပေမဲ့ဒီကနေ့ချိန်ခါကအရင်လိုရခိုင်တော်လိုင်းအင်အားစု အားမကောင်းတာလည်းမဟုတ်ဘူးလက်ရှိရခိုင်မှာဆိုရင်မြို့နယ်သုံးခုသာကျန်တော့တဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက်တော်လန်တိုက်ပွဲဝင်နေကြတဲ့လူတွေရဲ့မျက်နှာကိုလည်းထောက်ဖို့လိုပါတယ်လို့နိုင်ငံရေးလှုပ်တင်ဆိုတာပြည်သူအကျိုးပြုပြည်သူမျက်နှာကိုကြည့်ဖို့လိုတယ်လို့ကျွန်တော်မြင်ကြောင်းပြောပါတယ် ရခိုင်ပြည်မှာစစ်ကောင်စီနဲ့ပူးပေါင်းမဲ့မြည်တီနိုင်ငံပါတီမဆိုရခိုင်မျိုးသားများအတွက်မြည်တီအကျိုးကျေးဇူးမှမရှိနိုင်ကြောင်းနဲ့စစ်ကောင်စီကကျင်းပမဲ့ရွှေကပွဲမှာပြည်သူလူထုတက်မဟုတ်ပဲပါတီများနဲ့ပါတီတည်ထောင်သူများအတွက်တာကိုကြိုးစည်းဝါရရှိမဲ့လုပ်ရဖြစ်ကြောင်း၎င်းကဝေဖန်ပြောဆိုပါတယ်။အာနာသိန်းစစ်ကောင်စီကအခု2025နှစ်ကုန်ပိုင်းနဲ့2026စန်တဝါရီလတွင်ရွှေကပွဲကျင်းပသွားမယ်လို့ကြေညာထားတော့လေတော်လိုင်းအင်အားစုများနဲ့အမျိုးသားညီညွတ်ရေးဆိုရာ NGO တွေကစစ်ကောင်စီကတရားမဝင်ဖွဲ့စည်းထားတာဖြစ်တယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်။ရခိုင်ပြည်မှာရခိုင်တမျိုး အသားလုံးကိုစားပြုနေဆိုရင်ဒေါက်တာအေးမောင်ဦးဆောင်နဲ့ရခိုင်ဦးဆောင်ပါတီ AFP နဲ့ရခိုင်ပြည်နယ်မျိုးသားအင်အားစုပါတီ RSNUP တို့စကောင်စီတမ်းမပုံတင်ထားကြပြီးစကောင်စီကလည်းခွင့်ပြုထားပြီးဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်တဲ့မျိုးတိုင်းရင်းသားပါတီခမည်မျိုးသားဖွံ့မျိုးတိုးတက်ပါတီတို့လည်းစကောင်စီတမ်းမပုံတင်ထားကစကောင်စီကလည်း2023ခုနှစ်မေလတင်ကခွင့်ပြုထားတာပါ။အာနာသိန်းစကောင်စီရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီ18ခုကိုခွင့်ပြုပေးထားကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြတယ်လို့သတင်းမှ 好，别把谁娃的声音。